အခါတော့ကဆရာကြီးတယောက်ရှိတယ်။အဲ့ဆရာကြီးတယောက်ရှိကိုအရန်ကိုလိမ့်လာတင်ယူခြင်းနဲ့လူငယ်တွေအကုန်လုံးကအဲ့ဆရာကြီးကိုသွားကြတယ်။အဲ့ဆရာကြီးလည်းအဲ့ဂျပန်ရဲ့မီးတောင်သေးကြီးတစ်ခုပေါ်မှာသူကနေတယ်ဗောလေ။အဲ့ဆရာကခုနကကျွန်တော်တို့ရှေ့ခက်ကနေပြောမယ်ဆိုရင်အထာရတ18ရက်လုံးသူကဖြစ်လဲဆိုတော့ကျွမ်းကျင်တယ်။အကုန်လုံးပြန်တင်ပေးတယ်။အဲ့မှာလူငယ်တွေအကုန်လုံးလည်းအဲ့ဆရာကြီးကိုသွားကြတယ်။တရက်ကြတော့လူငယ်တယောက်ကဘာလုပ်လဲဆိုတော့အဲ့ဆရာကြီးကိုသွားသွားတယ်။တောက်ပေါ်အစင်းစင်းသွားရင်တောင်ပေါ်ရောက်တဲ့ခါကျတော့ဘာလဲဆိုဆရာကြီးရှိမှသွားသွားပြီးပြောတယ်။ဆရာကြီးကများတယ်။ကျွန်တော်ဆရာကြီးရှိမှအဲ့တိုင်းတင်ကြီးလို့လာတာပါဗော။အဲ့တော့ဆရာလည်းဘာမှမပြောဘူး။ညီနွေးချင်းတောင်းနေတယ်ကောင်းလေး။ အဆရာတကျွန်တော်လေးတဲ့အရင်တော့ကနဲ့ဘယ်ဆရာ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 ဒီမှာတော့ကျွန်တော်တန်းကိုကျွန်တော်တင်ခဲ့ဘူးတယ်လေကိုသကုံယူပြီးပြောတာအဲဆရာကြီးကဘာလို့လဲဆိုတော့ရင်းရင်းချင်းလင်းတောက်နေတယ်အဲကျွန်တော်တန်းတင်ပေးပါဆရာကြီးတဲ့ဆရာကြီးကလည်းဘာလို့လဲပြီးရတယ်ဆရာဘာမှမပြောဘဲနဲ့သူ့ကိုခွက်ကလေးတစ်ခွက်ရင်လမ်းပေးလိုက်တယ်ညော့မင်းတန်းတင်ပေးဘူးလေဆိုပြီးခွက်တေးဥတိုင်းကားလေးကလည်းပြစ်လိုက်တယ် တကယ်နဲ့ရှင်းသားလေးမှပဲထိုင်နေတယ်ပြောတာဟိုကလည်းပါလဲဆိုတော့အဲ့ခွက်ကိုယူလိုက်ကိုယူဝင်ကြွားဆောင်တယ်တေးဥတိုင်းကားရတယ်လို့ပြောနေပါအဲ့ခွက်ကိုကင်ပြတာဟိုကလည်းရင်းရင်းချမ်းထည့်ပြီးထင်းထင်းထင်းနဲ့ရင်းရင်းချမ်းနဲ့တော့ကူလာပေါ့လေပွင့်ပွင့်ပွင့်နဲ့ပါလဲဆိုတော့ခွက်ကိုတဝက်လောက်ကျော်လာကျော်ရင်ကျော်ရင်ကျော်ရင်နဲ့ခွက်ကရှန်သွားတယ်ရှန်တဲ့အချိန်ဒီအိတ်ဆက်ရထပ်ဖြစ်နေတော့မယ်လုံးဝမရောက်ဘူးအဲ့မှာခွက်ကပါလဲဆိုတော့အကုန်ရှန်ကျပြီးပူနေပြီလက်ကဟာဆက်ဆက်တော်တော်လေးတော်တော်လေးဆိုင်တော်ပြီလေးတော်ပြီလေးဟိုတအိုးလုံးမောက်ထည့်ပြီးလိုက်ပြီးတော့မှသူ့ကိုပြောလဲဆိုတော့ပြည့်နေတဲ့လူကိုယ်နဲ့ငါဘာမှထပ်ဖြစ်ထပ်ပြီးလို့မရတော့ဘူးလေ